နေ့တော့ဟိုတယ်သွားလိုက်ရအောင်ဟိုတယ်သွားလိုက်ရအောင်ဆိုတာဟာအင်္ဂလိပ်စာလေ့လာဖို့နော်ဟုတ်ပြီအဲ့ဒီတော့ဒီမှာရှိတဲ့မိကုံးလေးတွေကိုကိုကချက်တော့ဖမ်းပြီးရွှေ့လိုက်ပါအောင်ဟိုဒီလောက်ကတော့ AC ပဲကျွမ်းကျင်ပြီးသားဆိုလို့ရှိရင်ဗီဒီယို skip လိုက်မယ်နောက်နေ့ပို့ပြီးခက်ခဲတဲ့ challenge ကြမှာကြည့်မယ်ဒါမှမဟုတ်ဒီဟာကိုမတည်သေးဘူးဒါမှမဟုတ်ပို့ပြီးတည်ကြသိချင်တယ်ဒါမှမဟုတ်လို့ရှိရင်ဆရာကနေပြီးတော့ဓာတ်ထပ်ပို့ပြီးဖျက်ပြီးပြောမယ့်ဟာလေးတွေကိုကြားကျင်သေးရဆိုရင်တော့ဒီဗီဒီယိုကိုကြည့်လိုက်မယ်ဘာလို့လဲဆိုရင်ရနိုင်တဲ့အခန်းရှိသေးလားတယောက်ခန်းဘယ်လောက်လဲဒါမှမဟုတ်နှစ်ယောက်ခန်းကဘယ်လောက်လဲအဲခွန်ရှိလားမနက်စာပါသေးလား check in check out ထိုင်ရဘယ်အချိန်လဲဆိုတာလေးကိုမေးလို့ရမလားမေးလို့ရရဆိုရင်ဗီဒီယိုလေးခဏလေးရပြီးမေးကြည့်မယ်အဲ့တော့မေးလို့မရတော့ဘူး give up အဆုံးပြပြီဆိုရင်တော့ကြည့်လိုက်ရအောင်အဲ့တော့ရှိလားဆိုတဲ့ဟာနဲ့ပတ်သက်ပြီးတော့ဆရာနှစ်ခုပြောမယ်မှတ်ထားနော်ရှိလားနှစ်မျိုးရှိတယ်ပိုင်ရှင်ပါတဲ့ဟာနဲ့ပိုင်ရှင်မပါတဲ့ဟာပိုင်ရှင်ပါတဲ့ဟာဆိုရင် half ကိုသုံးမယ်သိလားပိုင်ရှင်မပါတဲ့ဟာမျိုးဆိုရင် there is there out သုံးမယ်မှတ်ထားနော် there is there out သုံးမယ်ဥပမာဆရာမှာစာအုပ်တစ်ခုရှိရဆိုရင် i have a book ဘာဖြစ်လို့ half နဲ့သုံးလဲ i ဆိုရဲ subject ပါလို့ ဲ့လိုမဟုတ်ဘဲနဲ့ခုံပေါ်မှာစာအုပ်တအုပ်ရှိတယ်ဆိုလို့ရှိရင်ဆရာတော်ဘာနဲ့သုံးမလဲဆို there is လေးနဲ့သုံးမယ် there is a book on the table ပေါ့နော်အဲအခုလည်းလိုပဲရနိုင်တဲ့အခန်းရှိသေးလားဆိုရင်နှမျိုးမေးလို့ရတယ် have နဲ့မေးလို့လည်းရတယ် there is နဲ့လည်းမေးလို့ရသေးတယ်ကဲအဲ့တော့ have နဲ့မေးချင် subject ထည့်မိရမယ်သင်တို့မှာရှိလားဆိုတဲ့ပုံစံနဲ့မေးရတယ်အဲ့တော့ဘယ်လိုဖြစ်သွားလဲဆိုရင် do you have လည်းမင်းတို့မှာရှိလားဒီဒူကဘယ်ရလာလဲဆိုရင်ရှေ့ရရက်30 CV ဖြစ်တဲ့အင်းလင်းစာအောက်တက်ကြီးဖို့ရက်30 CV ကိုအရင်ကြည့်ပြီးမှလာလို့ရှင်ဒါကိုသိနေမယ်မေကွန်လှုပ်ဖို့အတွက်ဘဝန်ရဲ့အကူဖြစ်တဲ့ဒူကိုရှေ့ထုတ်လိုက်ရတာနော် Do you have ပြီးရင်ရှိလားဆိုရင်မေကွန်အတွက်အရေးအတွက်တို့မြင်တဲ့ခါကျဒီ any လေးကအမြဲတမ်းပါတက်တယ် any ပြီးအခန်းဆိုတော့ room အဲ့ Do you have any rooms အဲ့တော့ Do you have any rooms ရနိုင်တာကိုအင်္ဂလိပ်လိုဘယ်လိုခေါ်လဲဆို available လို့ခေါ်တယ်မှတ်တာနော်အဲ့ဒါလေးတော့ကြက်ထားမယ် available Do you have any rooms available do you have any room available ညနောက်တစ်ခုတယောက်ခန်းနောက်တစ်ခုတယောက်ခန်းနှစ်ယောက်ခန်းဘယ်လောက်လဲဘယ်လောက်လဲဆိုရင်ဈေးတွေမြင်ရင်မျက်နှာမှတ်ထားမှာ how much ဖြစ်တယ်ဆိုရင် is ထည့်လိုက်မယ်ဘာဖြစ် is ကပါလာရဲ့ဆရာဘယ်လောက်ဖြစ်တယ်လဲဆိုရင်ဖြစ်တယ်ဆိုတာအဓိပ္ပာယ်ဒီထဲမှာမြှောက်ထားတယ်အဲ့တော့ဖြစ်တယ်ဆိုရင် is ပဲ is မို့ရင် are ပဲအဲ့တော့ how much is တယောက်ခန်းဆိုရင် single room လို့ခေါ်တယ်နော် a single room နှစ်ယောက်ခန်းဆိုရင် double room လို့ခေါ်တယ် d o u b l e double room ဲ့တော့မေးကြည့်အောင်တယောက်ခန်းဘယ်လောက်လဲဆိုရင် how much is a single room နှစ်ယောက်ခန်းဆိုရင် how much is a double room ရပြီနော် how much is a single room how much is a double room ဒါဆိုတယောက်ခန်းဘယ်လောက်လဲနှစ်ယောက်ခန်းဘယ်လောက်လဲဆိုတာဈေးနှုန်းမေးတက်ပြီသူပြောတဲ့ဈေးနှုန်းတိုင်းကိုပတ်စံထုတ်ပေးလိုက်အောင်မေးနောက်တစ်ခုအဲကွန်ရှိလားကဲအပြောင်းအလဲဖြစ်သွားအောင်ရှိလားကိုဒီ there is လေးနဲ့တုံးကြည့်အောင်မေးခွန်းလုပ်မယ်ဆိုရှိကိုကူထုတ်ဆိုတော့ဒီ is လေးကိုရှိထုတ်လိုက်တော့ there is ကနေ is there ဖြစ်သွားမယ် is there အဲခွန်းပေါ့နော် အမှန်တော့ air conditioning လို့ရေးရင်တော့အပြည့်စုံဖြစ်တာဒါပေမဲ့ဒီလိုဟာမျိုးလက်တွေ့ speaker မှာသုံးလို့ရတယ်နားလေတယ် is there aircon is there aircon aircon ရှိလားဒါမှမဟုတ်လည်းဒါလေးနဲ့ပြန်သုံးလို့ရတယ်လေ do you have aircon ပေါ့အဲ့လိုမျိုးသုံးလို့ရတယ်ဒါပေမဲ့ရှိလားဆိုတဲ့ပုံစံလေးနဲ့ဒီဟာလေးရတယ်ဆိုဆရာပူကြိုက်တယ် is there aircon ဟောနောက်ကမနက်စာပါသေးလားဟောအဲ့ဒါလေးကြောက်ဆရာ is ထုတ်လိုက်တယ်မနက်စာ breakfast လို့ခေါ်ရနော်အဲ့ဒါလေးမှတ်ထား breakfast လို့မဆိုဘူး breakfast လို့ဆိုမယ် is breakfast ပါတော် include လို့ခေါ်တယ် i n c l u d e include ဒါ verb ဖြစ်တယ် verb 1ဆိုရင်ရှိကိုဒူးထုတ်ရမှာပြင်မဲ့ဒါက verb 1အနေနဲ့သုံးတာမဟုတ်ဘူးね verb 3အနေနဲ့သုံးထားတာဖြစ်တယ်ဒါ passive ကနေလာတဲ့ပုံစံဖြစ်တယ် passive ကိုမတင်ရသေးတော့နားလည်မှာမဟုတ်သေးဘူးဒီ speaking series ပြီးတော့လို့ရှိရင် alpha english series ဖြစ်တယ် assimil english series လာမှာဖြစ်တယ်အဲ့ကြလို့ရှိရင်ဒါလေးကိုသဘောပေါက်သွားလိမ့်မယ်ဒါက verb 3နဲ့သုံးထားပေါ့နော်အဲ့တော့ refer ကိုထည့်သွင်းထားသလားဆိုတဲ့ပုံစံမျိုးသုံးတာရှိရကောင်ဒါ object အနေနဲ့သုံးတာမျိုးလေးအဲ့ဒါလေးကိုနားမလည်သေးဘူးဆိုလည်းရတယ်ဒါလေးကိုမှတ်ထားမယ်ပါသေးလားဆိုရင် a breakfast include new year စာပါတိလားဆိုရင် is lunch include ပေါ့နော်ပါတိလားဆိုတာလေးကိုပြောမယ်ဆိုရင်ဒီ include ဆိုတာလေးကိုမှတ်ထားမယ်အဲ့တော့အဲ့ဒါလေးကိုနေတိုင်းကြက်မယ်တနည်းတစ်ခုစာစုသွားနော်ရက်60စီပြီးနှစ်လစာစုလို့ရှိရင်ကိုကောင်းနေပါခေါင်းစဉ်ပေါင်း60ပြည့်နေနေလိမ့်မယ်အဲ့60ကလည်းတစ်ခုနဲ့တစ်ခုချိတ်ဆက်နေတယ်အထောက်ပံ့ပြုနေရဆိုတော့လုံးဝဟိုပေါ့ အချိုးရှိနေမလို့ဆရာယုံကြည်တယ်ပေါ့နော်အဲ့နောက်ခါ check in check out ပဲချိန်လဲ check in လုပ်တယ်ဆိုတာကဒီ hotel မှာဝင်မယ်ဝင်ပြီးလို့ရှင်မှတ်ပုံတင်ပြမယ်ပြင်ပတ်စံ hotel ကရှင်းမယ်အဲ့ဒါ check in လုပ်တာ check out လုပ်တယ်ဆိုတာကမှတ်ပုံတင်ပြင်ယူမယ်အဲ့ပြီးလို့ရှင် hotel ကနေမလုပ်မယ်ဆိုရင်ထွက်ခွာမယ်ပေါ့နော်အဲ့ဒါမလုပ်တာလဲဆိုရင် check out လုပ်တာပေါ့ check in check out ကဘယ်ချိန်လဲဘယ်ချိန်လဲကို mini နှမျိုးတင်ပေးထားတယ် one နဲ့ what time နဲ့အချိန်အတိအကျကြည့်ချင်း what time နဲ့မြင်မယ် one နဲ့မြင်လို့ရှင် in the afternoon or in the morning or မနက်ပိုင်းတော့ညနေပိုင်းတော့အဲ့လိုလေဖြစ်သွားနိုင်တယ်။နာရီတိကျသိချင်ဟွက်ထိုင်နိုင်ပြီမယ်နော်။ what time is check in သိချင် what time is check in ဒါပဲပေါ့အရင်လွယ်ပါတယ်နော်။ဒါမှမဟုတ်လေ check out သိချင် what time is check out ။ ဒါလေးမြင့်တက်ပြီဆိုလို့ရှိရင်ဟိုတယ်ကိုတော့သွားလို့ရပြီ။ဒါဆိုရင်ဒီနေ့ဟိုတယ်နဲ့ပတ်သက်ပြီးတော့ဆရာတင်ပေးခဲ့တာဖြစ်တယ်။နောက်နေ့ဆိုရင်လည်းဘယ်အကြောင်းအရာလေးပတ်သက်ပြီးတော့သင်ကြားရမလဲဆိုတော့ဆက်ပြီးတော့လေ့လာကြမယ်။ခေါင်းစဉ်တင်ပြကငါနဲ့မသက်ဆိုင်တဲ့ခေါင်းစဉ်တို့မထင်အောင်နော်။ခေါင်းစဉ်တိုင်းရတခြားခေါင်းစဉ်တစ်ခုကိုတနည်းမဟုတ်တနည်းသွားပြီးတော့အထောက်ပံ့ပြုနေကြဖြစ်တဲ့ကြောင့်ဒီတိုင်းလေ့လာခြင်းအဖြစ်ကိုယ့်ရဲ့အင်္ဂလိပ်စာစွမ်းရည်ကိုမြင့်တင်လို့ရပါပြီ။အားလုံးပဲ fighting ပါ